နမကြီးကေဘောအိုက်ဒေါ်ရီအများကြီးကြားမှာမှာခဏခဏအိမ်ဖောင်ထွင်းချင်းခံနေရတဲ့ဂျောင်ကို ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ Asia Star New Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ Korea K-pop Idol လောကမှာဆိုရင်လေ VDS အဖွဲ့ဝင်ဂျောင်ကုကိုမသိရသူမရှိလောက်အောင်ပါပဲ။သူကငငယ်ကလေးကပြင်းထန်တဲ့လေးချင်းမှုတွေကိုစဉ်စဉ်မပြတ်ပြုလုပ်ခဲ့ရပြီးတော့သူအသက်15နှစ်ကျော်မှာပွဲဥထွက်ခဲ့ပါတယ်။ဂျောင်ကုကအခုဆိုရင်တော့ Solo Artist တစ်ယောက်အနေနဲ့ပါရည်တည်နေပြီဖြစ်ပါတယ်။ပွဲဥမထွက်ခင်ကလေးကဂျောင်ကုကအရေးချင်းရှိရသူဖြစ်တာကြောင့်သူ့လိုချင်တဲ့ entertainment တွေများပြားခဲ့ပါတယ်။ဂျောင်ကိုနောက်ကိုလိုက်နေတဲ့ agency ပေါင်းက9ခုထောင်ရှိပြီးတော့အဲဒီတဲကောင်တစ်ခုကတော့ JYP entertainment ပဲဖြစ်ပါတယ်။သို့တော်လည်း RM ရဲ့အရေးချင်းကိုသိတဲ့ဂျောင်ကိုကတော့ Big Hit Entertainment နဲ့ပဲလက်တွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျောင်ကိုကအသက်15နှစ်အရွယ်ဖြစ်တဲ့2013ခုနှစ်ဇွန်လ12ရက်မှာ BTS အဖွဲ့နဲ့အတူပွဲထွက်ခဲ့ပြီးတော့အဖွဲ့ရဲ့ main vocalist နဲ့ lead dancer ဖြစ်ခဲ့ပါတယ်။ တိမ်မချာသေးခင်ကစစ်မှုထမ်းပြီးတော့ပြန်လာခဲ့တဲ့ချောင်ကွရဲ့နေအိမ်ကိုဝင်ရောက်ဖို့စ조사ခဲ့တဲ့ကိစ္စကလက်ရှိမှာလူပြောများနေပါတယ်။ကဘာကျော်ကျေဝင့်တူဖြစ်တာကြောင့်ပဲပရိသတ်တွေကချောင်ကွကိုတွေးကျင်ကြတာသဘာဝပါပဲ။ဒါပေမဲ့လည်းကိုပိုင်အချင်းကိုပိုင်ဘဝတွေကိုအထိချိုးဖောက်ပြီးတော့နေဆက်ဖို့စ조사တာကအိုက်တော်ရီအတွက်တော့အဆင်မပြေလာပါဘူး။ဒီလိုကိစ္စတွေမဖြစ်ခင်ရတိုင်းကိုပိုင်ဘဝတွေမှာဆွတ်ဖက်ခံရတာတွေကိုအဆင်မပြေကြောင်းချောင်ကွအနေနဲ့ reverse life တစ်ခုမှာတည်တည်ချာချာ ာပြုံးဆိုခဲ့ဘူးပါတယ်။ဂျန်ကိုကပရိသတ်တွေကိုအလိုလိုက်တဲ့ idol တူဖြစ်တယ်လို့ပဲ။သူရဲ့အစမပြေမှုတွေကိုလည်း Amiri Tan ကိုပုံမှန်လင်းလင်းရှင်ဖွင့်တတ်တဲ့သူဖြစ်ပါတယ်။သူရဲ့တောင်းဆိုမှုလေးကတော့အခုလိုပဲ။အစကတော့မပြောဘဲနေလိုက်မလို့ဆိုပေမဲ့ လူတွေကကျွန်တော်ကိုအားပေးကြတယ်စိတ်ဝင်စားပေးကြတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ကိုယ်ပိုင်အချိန်သွာလာမှုတွေအထွိလာရှာကြတာမျိုးတော့မလုပ်ကြပါနဲ့တခြားအာမီတွေဆိုရင်လည်းနောက်ကတကောက်ကောက်လိုက်တာမျိုးလုပ်လို့ရပေမဲ့ တို့မလုံးကြပါဘူး။ဒါဟာ VDS နဲ့အမီရီကြားမှာပဲရှိတဲ့အပြန်အလှန်လေးစားမှုပါ။ကိုပိုင်ဘဝဆိုတဲ့အစည်းအဝေးလေးကိုကြော်ဖြတ်မလာကြပါဘူး။အတိတ်တုန်းကတော့ဒီလိုကိစ္စတွေကိုဖွင့်ပြောမှမဟုတ်ပေမဲ့အခုအချိန်မှမှဘာလို့ဒီလိုတွေပြောရသလဲဆိုတော့ကျွန်တော်တို့ရဲ့အမီရီဆိုတာက အတွင်းသည့်အစင်းသည့်တွေဖြစ်နေကြပါပြီ။ ကျွန်တော်ကလည်းလူသန်းပေါင်းများစွာရလူသားတူပါပဲဆိုပြီးတော့ပြောခဲ့ပူပါတယ်ဒီတစ်ခါမှာလည်း VDS အဖွဲ့ဝင်ဂျန်ကုရဲ့နေအိမ်ကိုကျူးကျော်ဝင်ရောက်ဖို့စ조사နေတဲ့အမျိုးသမီးတယောက်ကိုရှယ်ရီကဖမ်းဆီးထားပါတယ်အသက်40ဝန်းကျင်တက်လက်ပိုင်းအမျိုးသမီးဖြစ်သူကဂျန်ကုရဲ့အိမ်ရှိရာတကား password ကိုအချိန်ချင်းနှိမ့်ရာကနေရှယ်ရီလာရောက်ဖမ်းဆီးရတဲ့အထိဖြစ်ရတာပါသူကတော့တငယ်ချင်းတယောက်ရဲ့အိမ်နဲ့မှားသွားလို့ဆိုရဲအကြောင်းပြချက်ပေးပေမဲ့စစ်စေးမှုအရာတော့သူဟာဂျောင်ကုတ်အိမ်ကိုပဲဝင်ဖို့စူးစမ်းခဲ့တာဖြစ်တယ်လို့ လို့သိရပါတယ်။ဂျန်ကူကအရင်တော့ကလည်းအခုလိုမျိုးသူ့အိမ်ကိုဝင်ဖို့စူးစမ်းကြတဲ့သူတွေရှိခဲ့တယ်လို့အများစုကတက်လက်ပိုင်းအမျိုးသမီးတွေဖြစ်တယ်လို့သိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဂျန်ကူကိုရိုင်းက live မှာသူ့အိမ်ကိုလာဖို့စူးစမ်းရင်ရဲစခန်းရောက်သွားမှာဖြစ်ကြောင်းပုံမှန်လေးလေးပဲပြောထားပါတယ်။အခုလိုအစွန်ရောက်ပရိသတ်တွေနေနဲ့အိမ်ကိုကျူးကျော်ဖို့စူးစမ်းတာမျိုးကတော်တော်လေးကြောက်ဖို့ကောင်းတယ်လို့ရဲ့လို့ဆိုနိုင်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများရှင်။